အားလုံးပဲမင်္ဂလာပါရှင်။ဒီမရရဲ့ Tell Me The Burma Story မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့စာရေးဆရာဇေယနာရမညရေးသားထားတဲ့အမျက်တာဇလန်းတွဲအပိုင်းနှစ်ဖြစ်တဲ့အမျက်တာနဲ့တွဲဆောင်ခြင်းဆိုရက်ဂမီယဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဇလန်းလေးမစခင် ကျမတို့ရဲ့ channel လေးမှာဇလန်းကောင်းလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ပေးပြီးဘေကခေါင်းလောင်းလေးကိုနှိပ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ဘဲကောင်မိုက်လေမိုက်တဲ့ကောင်ထွက်ခဲ့စမ်းတက်ခိုင်နေကွာတက်ခိုင်နေရှိတယ်။ဘဲကောင်မှမကြောက်လို့စိတ်ခေါ်တာတတိရှိရင်ထွက်ခဲ့စမ်းဘဲခွေးမလူလို့ထင်တဲ့ကောင်မဟုတ်ဝေး3ဒါကတော့တရက်ခွက်လုံးမှာအော်ကျော်လန်နဲ့ငမူးတက်ခိုင်ပဲဖြစ်ပါတယ်။မူလာရင်သွေးဆိုးတယ်လို့တရက်ခွက်လုံးကိုအော်ဆဲနေတတ်တဲ့ပြည်သူချင်းမတယောက်လည်းဖြစ်တယ်။ ။ဦးကြီးအိုမှာမိခင်ကြီးနဲ့အတူနေတဲ့တက်ခိုင်ကိုတရက်ကွက်လုံးကမင်းငော့နေကြတော့လဲ။အမေဦးကြီးမျက်နှာကြောင့်ဘာမှမပြောကြဘူး။တက်ခိုင်ဆိုတဲ့ကောင်ကလည်းဘလောက်မူမူသူ့အိမ်ပြန်ရင်သူ့အမေအတွက်တစ်ခုခုပါလာတတ်တယ်။တန်တဲ့သူကသာဆဲဆိုချိန်မောင်းနေပြီမဲ့သူ့အမေကကြတော့အတော်ချစ်တာဗျ။အမေ။ตาပြန်ရောက်ပြီ။သားလေးရဲ့ဒီအရက်တွေတောက်လာပြန်ပြီလားအာအမေရလဲတအားနည်းနည်းပဲတောက်တာပါ ဒီမှာမေအတွက်ဟောက်ဆဲကြဝဲလာတယ်။အနက်ကကုံထမ်းလို့ရတာနဲ့ဝဲလာတာနော်။မတမာတဲ့နေနဲ့ဝဲလာတာမဟုတ်တဲ့အတွက်အမေအားရပါသားစား။ဒါကစားပြီးပြီ။အမေကိုရှုခိုးပြီးတော့အိတ်တော်မယ်။ဒါလေဘေးကနေကင်းပါစေ။သူတို့ကောင်းနဲ့တွေ့ပါစေ။ကျမ်းမာပါစေကွယ်။ဒါကတော့တက်ခိုင်ရဲ့နေဆတူကအမှုချင်းပဲ။ထက်ခနေရှိရံဖြစ်လိုက်တာနဲ့တက်ခိုင်တယောက်ပဲတနေ့မှာတော့တက်ခိုင်အရက်ဆိုင်ကပြန်လာတဲ့လမ်းမှာ ယောဂီအင်ကြီးယောဂီလုံးကြီးစာနာစာဝတ်ထားတဲ့အရွယ်တူလူငယ်တစ်ယောက်ကိုတွေ့တယ်။ထူဆန်းနာကအဲ့ဒီလူရဲ့လက်ပေါ်မှာခိုးရီစာကလေးတွေကြီးကန်းတွေနားနေတာပဲ။အောက်မှာလည်းတလန်းလုံးမှာရှိတဲ့ခွေးလေခွေးလင်းတွေ။အမလီငါများမူးနေသလား။မျက်လုံးများငါမှားနေရလား။တေချာပူကြည့်တော့လည်းမမှားဘူးဗျ။ခွေးတွေကစီကန်းရှိစွာယောဂီဝတ်တဲ့လူကိုမောကြည့်နေကြတယ်။ကြီးတွေစာတွေခိုးတွေကလည်း အဲ့လူပေါ်မှာဝဲတဲ့ကောင်ကဝဲနားတဲ့ကောင်ကနားနေကြတာထူးဆန်းလိုက်တာကျုပ်အနာကတ်သွားတော့ယောဂီဝဲလူငယ်ကတီချီတဲ့အပြုံနဲ့ပြုံးပြတယ်ဗျဟဲ့လူခမရဘယ်သွားဖို့လဲအရင်ကခမရကိုကျုပ်မတွေ့ဘူးခမရကမျက်လှဲ့ဆရာလားထူးလူငယ်ကခေါင်းခါပြတယ်ဗျဒါဆိုဘူးလဲမင်းကိုလာခေါ်ရဲသူပေါ့ငါ့ကိုဘာလို့ဖို့လာခေါ်တာလဲ ငါကဘာလုပ်လို့မင်းခေါ်တဲ့အနောက်ကိုလိုက်ရမှာလဲလူလောကဆိုတာဖြစ်ချင်တာတွေထက် ဖြစ်တဲ့အရာတွေကိုဥစားပေးရတယ်မင်းကဒီလိုမူးယူတဲ့ဘဝနဲ့နေရမဲ့သူမဟုတ်ဘူးခုနှစ်ရသားသမီးတွေကိုမင်းကယ်တင်ရမဲ့စာရပလာတယ်အဲ့ဒီအတွက်မင်းငါနဲ့လိုက်ခဲ့ရမယ်ဒီအယုံနဲ့တော့ခတ်ပြီဟေးဟဲ့ကငါဘယ်မှမလိုက်ဘူးမင်းလိုအယူပြောတဲ့စကားကိုလည်းမယုံဘူးငါမှအမေရှိတယ် ငါအမေနဲ့ပဲငါနေမှာသွားစမ်းပါကွာကောင်းပြီလေမင်းကငါစောင့်နေမယ်မင်းလာတဲ့အချိန်ကိုစောင့်နေမယ်အခုတော့အိမ်ပြန်လိုက်အောင်မင်းအမေမင်းအတွက်စိတ်သားဟင်းချက်ထားတယ်ငပိရီလေးလည်းပါတယ်ဘူကင်းလေးတွေတို့စရာလေးတွေလှုပ်ထားပြီးရယ်ပြီးတော့မင်းအရန်ကြိုက်တဲ့ဟင်းနှုံွယ်လေးပါကြော်ထားပြီးသေးတယ်ခမညာအော်ပြောအောင်မယ်မင်းအမေချက်တဲ့ဟင်းတွေအတွက်ကုန်ကြစီကိုငါပေးထားတာ ဒါနဲ့မင်းအရက်တောက်တယ်မလား။တောက်တာပေါ့။အရက်နဲ့မျက်နှာတိတဲ့ကောင်ပါဆို။အေးအဲ့ဒါဆိုရင်ဒီအရက်ပလင်းကိုကောင်းအောင်တောက်နိုင်ရင်မင်းအတွက်နေတိုင်းအရက်ဖိုးပေးမယ်။အဲ့လိုပြောပြီးလွယ်ရည်ထဲကအရက်ပလင်းတစ်လုံးရယ်ခြွေရင်းကားတွေကိုထုတ်ပြလိုက်တယ်။စိန်လိုက်လေ။ရတယ်။တက်ခိုင်နဲ့တက်ခိုင်မဲရှိတယ်။ဒီအရက်ကျုပ်ကောင်အောင်တောက်ပြမယ်။ကျုပ်ကောင်ရင်ခမည်းရှင်ရင်းကားတွေကျုပ်ကိုကုန်ပေးရမှာနော်။ ကျုပ်မကုံဘူးဆိုရင်ခမားပြောတဲ့အတိုင်းကျုပ်လုပ်မယ်။ခမားသာဂရိတီပါစေ။မင်းလည်းဂရိတီပါစေနော်။ကဲစားတော့လို့ရပြီ။တက်ခိုင်လည်းအရက်ပလင်းအဖုံးကိုဖွင့်လိုက်တယ်။ပြီးတော့နမ်းလိုက်တယ်။ဟာဒါအရက်မှမဟုတ်တာ။ရေတွေပဲ။ဒီကောင်ငါ့ကိုလာနောက်နေရလား။ရေတွေဆိုတော့လေရေပေါ့ဗျာ။ဒါပေမဲ့ခမားဒီရေကိုကုံအောင်တောက်နိုင်ရင်ခမားလူချင်တာပေးမယ်။ မတောက်နိုင်ရင်တော့ကြောက်ခေါ်ရလိုက်ရမယ်ဘလို့လဲဗျတက်ခိုင်လဲပလင်းထဲကရေကိုမော့ချလိုက်တယ်ရေမရေပါဗျာဟာဟာဒီကောင်ယူနေတာလားသုံးငုံလောက်တောက်ပြီးရောတက်ခိုင်ခေါင်းနဲ့ရေဝေဝေဖြစ်လာတယ်ငါးငုံမြောက်မှာတကဘာလုံးကိုချက်ချလေးထွက်သွားတယ်ပလင်းကတဝက်မချိုးသေးဘူးအရာရာအလုံးကတက်ခိုင်အမြင်မှာနေနေရာမှာမှွတ်နေတာပဲနောက်တငုံမော့ဖို့ပြင်လိုက်ချိန်မှာ တက်ကင်ဘာဆိုဘာမှမသိတော့ဘူးအချိန်ဘယ်လောက်ထိအိပ်ပျော်သွားလဲမသိဘူးနိုးလာတော့လမ်းထိပ်ကဖျားရင်မြင်ပေါ်မှာ ရောက်နေတယ်ဘေးကိုကြည့်လိုက်တော့သူ့ကိုပြုံးပြပြီးကြည့်နေတဲ့ခုနကလူငယ်တယောက်ကကဲအခုခမားရှုံးသွားပြီသတိတည်မယ်လို့ထင်ပါတယ်တက်ခါရင်အခုမှဘေးကလူငယ်ကိုတိတ်ချာကြည့်မိလိုက်တယ်နာရန်စင်စင်နှက်ခတ်မှုရိရိနဲ့ယောက်ျားပြီးသားတဲ့မျက်နှာပါလားခဏနေတော့ကြောက်ရောက်ကြပါ ပြောတဲ့စကားတီးတယ်။ဒါပေမဲ့ကျုပ်အမေကိုဘလို့လုံမလဲ။စိတ်မပူပါနဲ့။ခမားအိမ်ကိုကျုပ်လိုက်ခဲ့မှာ။ခမားမေစီကခွင့်ပြုချက်တောင်းမှာ။အခုခမားသဘောတူတယ်ဆိုတော့အိမ်သွားကြတာပေါ့။အိမ်ရောက်တော့ဖြစ်ချောင်းကုံစင်ကိုပြောပြလိုက်တယ်။တက္ခိုင်အမေကယောဂီဝေလူငယ်ကိုတိတ်မယုံကြည်သေးဘူး။အဲ့ဒါနဲ့အမေကျွန်တော်ကိုမယုံသေးတာသိပါရဲ့။ကျွန်တော်ကခုနှစ်ရက်သားသမီးတွေကိုကယ်တင်နေတဲ့သူတယောက်ပါ။ မကောင်းတဲ့အရာမှန်သမျှကျွန်တော်မလုပ်ပါဘူးကျွန်တော်ကတစ္ဆာသီလတမာရီကိုပဲအခြေခံပြီး လူသားအချို့ကိုကဲတင်ပေးတာပါ အခုတလောအမိချက်တော့တစ်ချက်တစ်ချက်ထုံနာကျင်နာဖြစ်တယ်မဟုတ်လားအဲတားလျာဘလို့သိတာလဲဟုတ်တယ်အမေခြေောက်ကတစ်ချက်တစ်ချက်အဲ့လိုဖြစ်တတ်တယ်အမေစီပလင်းရှိလားကျွန်တော်ခုပေးမယ်တက်ခိုင်းစီပလင်းတွားယူပေးလိုက်လေ စီပလင်းရောက်လာတော့ယောဂီဝေလူငယ်ကတစုံတစ်ခုကိုရုတ်ဖက်ပြီးခြေထောက်ပေါ်ကိုစီတဆက်ချလိုက်တယ်။တပွားလေးနဲ့ပုတ်တက်ပေးလိုက်တာခြေထောက်တစ်ခုလုံးပေါ်ပါပြီးထုံနာကျင်တာမဖြစ်တော့ဘူး။အမေဒီစီပလင်းကိုတင်ထားချားရနာရာကြိုက်ခဲတာဖြစ်ရင်ဒီစီကိုလူးပေးပါ။အမေဘာမှမဖြစ်စေရဘူး။ဝိနာကန္နာကလွဲပြီးအကုန်ပြောက်ပါတယ်။အမေသားကိုကျွန်တော်ခေါ်သွားမယ်နော်။အမေခွင့်ပြုပေးပါ။ သုံးနှစ်နေရင်ကျွန်တော်ပြန်လာဖို့ပေးပါမယ်။ပြန်လာတဲ့အချိန်အမေသားကလူဆောင်ကောင်းတယောက်ဖြစ်နေမှာကိုအမိမြင်အောင်မှာပါ။ကျွန်တော်တို့သွားပြီနော်ဆိုပြီးယောဂီဝေလူငယ်လေးကအမိခြေထောက်ကိုကရော့ပြီးအိမ်မော်ကနေဆင်းသွားတယ်။နောက်ကလိုက်သွားတဲ့တားဖြစ်သူရဲ့ကြောပြင်ကိုကြည့်ရင်ပြုံးလိုက်မိရဲ့။တက်ခိုင်းလေယောဂီဝေလူငယ်လေးခေါ်တဲ့နောက်ကိုညှို့ငင်ခံထားရတဲ့သူဘက်မှာတကောက်ကောက်လိုက်သွားရင် ကာရဒန်ယထာဒန်နဲ့ဘယ်နေရာကိုဥတီလို့ဥတီမှန်မသိအောင်လိုက်ခဲ့မိရဲ့။ တက်ခိုင်အတွက်သူရှုံးလို့သာလိုက်လာခဲ့ရတာအခုထိယောဂီဝေလူငယ်နာမည်ဘလို့ခေါ်လဲဆိုတာ तू မသိသေးဘူးဘာတွေလုပ်လဲဘယ်နေရာမှာနေလဲဆိုတာလည်းမသိဘူးပိုက်ဆိုင်ရင်တွေ့ရဆိုင်ဝင်စားတယ်စားပြီးတဲ့အချိန်ကြာတင်ငွေကိုဘာမှမရှိတဲ့အိတ်ခတ်ထဲကနေနှိုက်ထုတ်ပြီးပေးနေတာပဲထူဆန်းတာကဘာမှမရှိပေမဲ့နှိုက်ထုတ်လိုက်တိုင်းငွေတွေထွက်လာတာတက်ခိုင်တယောက်အရက်တောက်ချင်စိတ်တွေအယမ်းဖြစ်လာတော့ချယ်ရီလက်တွေတုံးလာတယ် အဲ့လိုဖြစ်တာမြင်တော့ယောဂီဝေလူငယ်ကအိတ်ကထဲကနေဆင်းမြစ်လေးတစ်ခုထုတ်ပြီးပေးတယ်။ဒီဆင်းမြစ်ကိုဝါစားလိုက်။ခမရအရက်ပြတ်သွားလိမ့်မယ်။တက်ခိုင်လဲဘာမှမစင်စားပဲဝါစားလိုက်တယ်။ဆင်းမြစ်ကຫນွေတစ်မျိုးလိုပဲချူနေတယ်။စားလဲစားပြီးတော့အရက်တောက်ချင်စိတ်တွေပြက်ပြောက်သွားတယ်။တက်ခိုင်အရက်တောက်ချင်တိုင်းဆင်းမြစ်တစ်ခုအမြဲပေးတယ်။အဲ့လိုနဲ့တက်ခိုင်တယောက်အရက်မတောက်ဖြစ်တော့ဘူး။ ယောဂီဝေလူငယ်လေးကညာဘက်ရောက်တိုင်းတရားထိုင်နေတခါထိုင်ရင်၄နာရီလောက်ကြတယ်ဗျတခါရင်တရေနုလာတိုင်းလူငယ်ကတရားထိုင်နေစေပဲအခုထီတော့တခါင်ဘာမှထူးထူးခြားခြားမတွေ့ရသေးဘူးတရက်မှာတော့ထိုလူငယ်လေးရဲ့အစွမ်းကိုမျက်ဝါးထင်ထင်မြင်လိုက်ရတယ်ရတရားအရောက်ရထိတ်ကညောင်ပင်အောက်မှာခဏနားနေရင်တခါင်ပြောလေ ကြော့ဒီစင်းမြစ်လေးကိုမျက်လုံးကွင်းထားလိုက်ဆိုပြီးစင်းမြစ်နီနီတစ်ခုထုတ်ပေးတယ်။တက်ခိုင်လည်းဘာမှမမေးတော့ပဲမျက်လုံးနှလုံးကိုစင်းမြစ်နဲ့ကွင်းလိုက်တယ်။ဒီပင်ကိုကြည့်စမ်း။မမြင်လဲ။တက်ခိုင်လည်းအပေါ်ကိုမော့ကြည့်လိုက်တယ်။အလိုလေးညောင်ပင်မှာဝိဖြူစင်ကြဲနဲ့အပူတရညောင်ပင်ကွာကြမှာထိုင်နေပါလား။ဟိုဘက်တရက်ပင်ကိုကြည့်လိုက်အောင်မမြင်သေးလဲ။တက်ခိုင်လည်းတရက်ပင်ကိုကြည့်လိုက်တာ။ ထွက်မပြေးမိအောင်စိတ်မနှဲထိန်လိုက်ရတယ်။တရက်ပင်မှာနေရာလည်းမရှိအောင် နေကြတဲ့ပရလောကသားတွေသူမိသားစုသူမိသားစုနဲ့တချို့ကခလေးတွေနဲ့တချို့ကရှာကြီးတွဲလောင်းကြတချို့ကအဆွဲကြီးတွေနဲ့တချို့ကြတော့မျက်လုံးနှလုံးကတပိတ်လုံးလောက်ရှိတဲ့နန္နာဘဝတွေတခိုင်မင်းကြောက်လားဒုတိယဆိုတော့လက်နာပေါ့အခုတော့မကြောက်ပါဘူးတခိုင်ထုံလူငယ်လေးအစွမ်းကိုနည်းနည်းယုံလာခဲ့တယ် ခဏနေတော့ရွာထဲကိုဝင်ခဲ့လိုက်တယ်။ရွာထဲဝင်တော့ရွာအဝင်ရွာဆောင်နန်းနန်းတဲကဓာတ်နှက်လက်ကင်ထားတဲ့လူတယောက်ထွက်လာပြီးယောဂီဝေလူငယ်လေးကိုအယုသေးလာပေးတယ်ဗျ။ကျုပ်ယုံတော့မယုံနိုင်ဘူးဗျာ။ဒီလူငယ်လေးကဘာမှန်းကျုပ်မသိသေးဘူး။ဒါပေမဲ့ကျုပ်နည်းနည်းတော့ယုံလာတယ်။အဲ့ဒါဘာတူလဲလို့မေးတော့လူငယ်လေးကဒါကရွာဆောင်နန်းနန်းတဲ့။ရွာဆောင်နန်းကခမည်းကိုအယုသေးပေးရတာလားလို့မေးတော့ ူကပြုံးနေတယ်။ရဆောင်နဲ့နဲ့လူငယ်နဲ့စကားနဲ့နဲ့ပြောပြီးရဆောင်နဲ့ကတစုံတစ်ခုကိုလမ်းညွှန်လိုက်တယ်။လူငယ်လည်းရွာထဲကိုလျှောက်လာရင်အိမ်တဲအိမ်ရှိရောက်တော့ရက်လိုက်တယ်။ပြီးတော့အိမ်ရှင်တွေကိုခွင့်တောင်းပြီးအိမ်ပေါ်ကိုတက်လာလိုက်တယ်။အိမ်ပေါ်ရောက်တော့လူတယောက်အိပ်ရာထဲလဲနေတာ။မဇလေးဟာပြီးအသက်ကိုမနှဲရှူနေရတာ။အဲ့ဒီမှာလူနာကိုတစ်ချက်ကြည့်ပြီးကျွန်တော်ကိုမင်းငော့ပြတယ်။မတွေ့လဲဆိုတဲ့သဘောပေါ့ ကျုပ်လည်းလူနာကိုကြည့်လိုက်တာအမလေးလေးဒီနာမှာငုတ်တုတ်ထိုင်နေတဲ့ဘလူးကြီးတကောင်လူနာရဲ့သွေးတွေကိုဖြည်းဖြည်းချင်းဆုပ်ယူနေတာတော်ရုံမလန်းတဲ့ကျွန်တော်တောင်လန့်သွားတယ်အဲ့ဒီအချိန်မှာယောဂီဝေလူငယ်လေးကဖျားဆင်ပေါ်ဖျောင်းနိုင်ထုံးပြီးလူနာကိုလက်ဖွားနဲ့တတ်လိုက်ုံနဲ့ဘုံဆိုပြီးလက်မကြီးနှချောင်းထောင်ပြီးလူနာကဘလူးကုံခုန်ထလာတာအိမ်ရှိလူတွေအကုန်ထွက်ပြေးတဲ့သူကပြေးအော်တဲ့သူကအော်ပေါ့ ကျုပ်တောင်လူငယ်အနာမတိမတာကလိုက်မိတယ်။အဲ့ဒီအချိန်လူငယ်ကခြေထောက်အောက်ခြေကို လက်ဖွားနဲ့လေထဲကနေဖြည့်ရလိုက်တာ။ခုနကလက်မနှချောင်းထောင်ပြီးထလာတဲ့လူကယုံဆိုပြီးဒူးထောက်ကြသွားတာ။ပြီးတော့ဟေ့ငါ့ကိုတေချာကြည့်စမ်း။လူငယ်ကပြောတော့ဆောင်းနာကဘလူးဝင်ပူးနေတဲ့လူကဝန်ခေါင်းတန်ကြီးနဲ့ဆရာလေးမမသိလို့ပါဒီလူကကျုပ်ကိုစော်ကားတယ်။ ကျုပ်နေတဲ့အပင်ကိုခောက်တယ်။အဲဒါကြောင့်ကျုပ်အခုလိုလုပ်တာ။ကျုပ်တဖြည်းဖြည်းချက်တတ်မလို့အခုဆရာရောက်လာတော့မတက်ရတော့ဘူး။ကဲကဲအဖြစ်ဆုံးသိရတော့ဆရာကပဲကြားတဲ့ကနေမြေတားရက်ခံပါတယ်။အင်းရှင်တို့အခုအိမ်မှာဘာချက်ထားလဲ။ဝချရောက်ပြုတ်ထားတာပဲရှိတယ်။အခုမှပြုတ်ထားတာ။ကဲဝချရောက်ပြုတ်စားပြီးပြန်တော့လူနာကိုလှုပ်ထားတာလဲပြန်ယူသွား။နောက်တစ်ခါမဖြစ်အောင်ဆရာကတိပေးတယ်။ နောက်တစ်ခါမဖြစ်အောင်ဆရာကတိပေးတယ်။နောက်တစ်ခါဆိုခွင့်မလွတ်နဲ့။ဒီတစ်ခါတော့ဆရာမျက်နှာထောက်ပြီးခွင့်လွတ်လိုက်။အဲ့လိုပြောတော့သူကခေါင်းငိတ်ပြရတယ်။ခဏနေတော့ပပွဲဆူနေတဲ့ဝက်ချောက်ပြုတ်ရည်ယူလာတာကို တကြိုက်တည်းဂလူးဂလူးနဲ့တောက်ချလိုက်တာဗျာ။ဘလူးစားတရေစားဆိုတာဒီလိုဖြစ်မှာပဲလို့တွေးလိုက်မိတယ်။စားလဲစားပြီးကောလူနာပေါ်မှာစီးနေတဲ့ဘလူးကြီးကအိမ်ပေါ်ကနေခုန်ချပြီးအဲ့အနောက်ကတော်ရဲကိုဝင်ပြေးသွားတာ။ လူနာလည်းချက်ချင်းသတိပြန်လဲလာတယ်။လူနာကလည်းပြောဆိုဆုံးမပြီးရွာထဲကနေပြန်ထွက်လာတော့ကျွန်တော်ကမေးလိုက်တယ်။ဆရာဆရာကလုံငယ်ပေမဲ့ပညာမငယ်ပါလား။ဆရာနာမည်သိချင်လို့ပြောပြပါလားဆိုတော့လူငယ်ကပြုံးပြီးကျွန်တော်နာမည်ကအောင်မြတ်တာလို့ပြောပြီးအရှိကနေခက်တုတ်တုတ်လမ်းလျှောက်သွားပါလေရော။အောင်မြတ်တာနဲ့တွေ့ဆုံခြင်းဇလန်းတွဲအပိုင်းနှစ်လေးကတော့ဒီမှာရင်ပြီးဆုံးပါပြီရှင်။ နောက်ထပ်လာမဲ့အပိုင်း၃ဖြစ်တဲ့အောင်မြတ်တာနဲ့စနတ်ကျိုးရွာအပိုင်းလေးမှာလဲအောင်မြတ်တာတို့ဆရာတွေတွေဘလို့တွေကြုံပြီးပြဿနာတွေဘလို့ဖြေရှင်းမလဲဆိုတာကိုစောင့်မျှော်နားဆင်ပေးပါအောင်ရှင်။နားထောင်သူပြိတ်သက်များအားလုံးကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျမကတော့စာဖတ်သူပန်းခတ်ဖြစ်ပါရဲ့ရှင်။